ပြပြပြတယ်ဆိုတော့အာအထပြီးတာအဲ့ဒီမှာလူရဲကြံနေအော်ကျောင်းမြတ်ပါပြီဒါအများကြီးရှိတယ်ဗောရှိတယ်အဲ့ဒီမှာဟာဘွားပြီအခုအဲ့ဒါကိုတရားပဲလွတ်လာတယ်မြန်မာနိုင်ငံလေပိုင်းကိုဗဟုပြုလှုပ်ခတ်ခဲ့တဲ့ငလျင်ဟာဖမ်းနိုင်ငံဘန်ကောက်မြို့ကိုပါအင်အားပြင်းတက်ရောက်မှုတွေရှိခဲ့ပြီးစောက်လက်စာစာဦးပြိုကျခဲ့တာကြောင့်အဲ့ဒီထဲမှာလှုပ်လှုပ်ကင်နေကြတဲ့မြန်မာရွှေပြောင်းလူသမားတွေများစွာပျောက်ဆုံးနေပါတယ်ဒီစောက်လုပ်ရေးစီမံကိန်းဟာဖမ်းနိုင်ငံပြည်နယ်စည်ရင်းစည်ယုံအတွက် ဆောက်လုပ်နေတဲ့အဆောင်အသေးဖြစ်ပြီးအထက်30ကျော်ရှိတဲ့ဆောက်လုပ်လက်ဆာအဆောက်အဦပြိုကျသွားခဲ့တာပါဒီစီမံကိန်းအတွင်းမှာလုံလောက်ကင်နေတဲ့လုံသမားပေါင်း400ကျော်ရှိတယ်လို့လဲထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Thai PBS World ကဖော်ပြပါဗါတယ်အဒီတဲမြန်မာရွှေပြောင်းလုံသမားတွေများပြားပါဝင်နေလို့လဲသိရပါတယ်ကနအူးသတင်းနေအရာတေဆုံးသူတဦးရှိခဲ့ပြီး68ဦးပျောက်ဆုံးနေတယ်လို့ထိခိုက်ဒဏ်ရာရသူတွေများစွာရှိတယ်လို့လဲထိုင်းသတင်းဌာနတွေကဖော်ပြနေကြပါဗါတယ် အင်းနေနေရာတွေတိုက်ဟောင်းတွေကိုဒိုင်နမိုက်ထည့်ဖြိုးတယ်အမြင်ဦးတယ်မလားမျိုးမျိုးပြအဟောင်းတွေကိုပြန်ဖြိုးပြန်ဆောက်တဲ့အချိန်မှာအဲ့လိုဖြိုးလို့ပဲပူတက်လိုက်ကြီးကအောက်ကိုလဲကျသွားတာမျိုးမဟုတ်ဘဲနဲ့ construction ဆိုတော့ဖုံးနေပြိုကျသွားတယ်အေးုံကားတွေရောရဲကားတွေရောပြုံလိုက်ပဲအခုဒီတော့ချောင်းပြင်မှာဝင်းဝင်းအောင်လေဒီပြင်းက9.8ရှိတဲ့ငလင်ဟာမြို့တော်ဘန်ကောက်ကိုပါတက်ရောက်မှုတွေရှိခဲ့တာကြောင့်ထိုင်းဝန်ကြီးချုပ်ကရေးပေါ်ဆုံးဖြစ်ကြေညာခဲ့ရတယ်လို့လဲထိုင်း PBS World ကဖော်ပြပါဗျာ ဒင်းကလင်လှုပ်ခတ်မှုကြောင့်ဘန်ကောက်မြို့မှာစာအုပ်ထိခိုက်ပျက်စီးမှုတွေနဲ့လူသေဆုံးမှုတွေရှိခဲ့ပြီးလက်ရှိမှာတော့ထိုင်းအာဏာပိုင်တွေဘက်ကကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေတယ်လို့လည်းဆိုပါရယ်